ပဲခူးတိုင်းတောင်ကုန်းမြို့နယ်မှာစစ်ကောင်မရှင်ရဲ့အတွေ့အောင်ရေကောက်ပွဲအတွက်မက်ဆွေစီယုံရင်စင်တဲ့ပါတီတွေဟာစစ်ကောင်မရှင်တက်တဲ့လုံချုံတက်ဖို့အများစစ်သားများနဲ့ရဲများကိုခေါ်ဆောင်ပြီးစင်ယူစီယုံရင်စင်နေရတာကြောင့်ဒေသခံပြည်သူတွေကပေါ်တာဆွဲရန်လာရောက်တယ်လို့ထင်မြင်ကထွက်ပြီးတင်းရှောင်နေကြတယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။နိုင်ငံရေးပါတီအများစုဟာပြည်သူတွေရဲ့အကြောင်းရုံမော်တီမှုနဲ့ပြန်လဲတုံ့ပြန်မှာကိုစိုးရိမ်နေတာကြောင့် ရက်ကွက်နဲ့ကြီးရွာအများစုကိုဝန်ရောက်စီယုံရဲခြင်းမရှိဘဲအခက်ခဲတွေကြုံရတယ်လို့လည်းသိရပါဗျ။စီယုံရေးစင်းတဲ့ပါတီတွေဟာလုံခြုံမှုမရှိတာကြောင့်တက်လုံခြုံရေးနဲ့ရဲလုံခြုံရေးတွေကိုခေါ်ဆောင်ပြီးမှသာစီယုံရေးစင်းနေခြင်းဖြစ်ပြီးလုံခြုံရေးပြည့်နဲ့သွားရောက်စီယုံတဲ့အခါမှာလည်းပြည်သူများစုကစစ်မှုထမ်းစုဆောင်းရန်လာရောက်ခြင်းဖြစ်တယ်လို့ထင်မြင်ကထွက်ပြေးမှုများဖြစ်ပေါ်ခဲ့ပါဗျ။ပြီးခဲ့တဲ့လက တောင်သူလက်သမားပါတီဆိုပြီးမဲဆွဲစီအိုရင်စင်တာစစ်သားနဲ့ရဲတွေခေါ်လာတော့ပေါ်တာဆွဲတယ်ထင်ပြီးထွက်ပြေးကြတာပြီးမှအင်းစိတ်ရွာမှာပဲလာမဲဆွဲတာလို့သိရတယ်သူတို့လာတော့တလန်းလုံးမှာတယောက်တော်မှသွားရတော့ဘူးလို့ဒေသခံရွာသားတို့ကအေယာဝီတိုင်းကိုပြောပါတယ်ပါတီတွေဟာမြို့နယ်အတွင်းရှိရဲကြီးအုပ်ချုပ်ရေးမှုတွေနဲ့ဒေသခံပါတီဝင်တွေကိုမေးမြန်းပြီးမှသာဝင်ရောက်ရန်အဆင်ပြေနိုင်မဲ့ထင်တဲ့ရက်ွက်ကြီးရွာအချို့မှာသာတွားရောက်မဲဆွယ်နေကြတယ်လို့လည်းသိရပါဗျ။ မြို့ပေါ်မှာပေါ်ပေါ်တင်တင်စီရောရေးမစင်ရဲဘူးဗျရွာဘက်တွေမှာလည်းအုတ်ချုပ်ရေမှုတွေကိုအချိန်နည်းမေးပြီးမှအချိန်နည်းကောင်းတဲ့ဆိုမှစီရင်ရေးဆင်းရဲတယ်လို့တောင်သူလက်သမားဖွင့်ပြိုးတုတ်တက်ရေးပါတီမှကိုစလဲလောင်တူကအေရတိုင်းကိုပြောပါရယ်မဲဆွယ်စီယုံမဲ့ပါတီတွေဟာကြေးရွာအုတ်ချုပ်ရေမှုများကြေးရွာပါတီဝင်များနဲ့တိုင်မြင်ပြီးမှသာစီရင်ရေးဆင်းရဲကြတာဖြစ်ပြီးကြေးရွာအုတ်ချုပ်ရေမှုများဟာလည်း ၎င်းတို့ကြေးရွာတွေမှာစီယိုရေးဆင်းပြီးနောက်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲပြဿနာတွေကိုတာဝန်ယူခြင်းမရှိတာကြောင့်တိတ်တဆိတ်ငြင်းဆိုမှုများလည်းရှိနေတယ်လို့သိရပါဗါ။တောင်ကုန်မြို့နယ်မှာ2020ခုနှစ်ကစတင်ပြီးယခုအချိန်ထိရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုများအပါအဝင်စစ်တပ်ထောက်ခံသူများအားပေးကူညီသူများ စုစုပေါင်း၉ဦးအထိတပ်ဖြတ်ခံထားရတယ်လို့ဒေတာတွေချက်လက်တွေရသိရပါဗါခင်ဗျာ။